င်္ဂလာပါဆရာမင်္ဂလာပါဒီနေ့ဒီ Deepak Conference တနေ့တာတင်တန်းအဖြစ်ပေါ့နော်ဆရာတက်တာမှာဒီခွန်အားရတဲ့အရာအနိုင်ငယ်ပြောပြချင်စေချင်တယ် နက်နက်တူးပါဆိုတဲ့ကောင်းစဉ်အဖြစ်များစွာကောင်းကြီးမလားခံစားရတာ ဖြစ်တဲ့။ตา၍နက်နက်တူးဖို့ဖြစ်တယ်လို့အတစ်တော်ကောင်းကြီးမလားခံစားရတဲ့။ဖျားသခင်နဲ့ဘလိုမျိုးပို့ပြီးတော့နက်နက်နေနေသွားရမယ်ဆိုတဲ့ဟာကိုဒီနေ့ဟိုပို့ပြီးတော့ဟိုဘယ်လိုမလဲသတိထားမိတာပေါ့နော်။ဖျားသခင်အလိုတော်ရှိတဲ့အရာကိုตา၍နက်နက်တူးပြီးအသက်တာထဲမှာတကယ်လုံးဝစိတ်မပြတ်သွားဖွယ်အတွက်ဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီအားအဖြစ်ကျွန်တော်ခွန်အားရပါတယ်လို့။၂၁ရက် First Day Prayer အဲ့မှာပါဝင်ခြင်းအားဖြင့်ဒီ conference ကိုလည်း၁၁ရက်လာရောက်တက်ရတဲ့အခါမှာကျောင်းနိုင်ရတဲ့နှုတ်ကပတ်တော်တွေက ျမအတွက်ဒီနှစ်မှာတာ၍နှစ်နှစ်တူးရမဲ့အဲအရာတွေကိုမြင်တွေ့ခဲ့ရတယ်အမှုတော်ဆောင်တဲ့အရာမှာပဲဖြစ်လူတွေနဲ့တွားလာတဲ့အရာမှာပဲဖြစ်ကျမတို့ရဲ့နှလုံးသားကိုချဲ့ထွင်နိုင်မှသူများကိုခွင့်လွှတ်နိုင်ပြီးတော့အစိတ်ခံနိုင်မှဖြစ်တယ်လူတွေမမြင်နိုင်တဲ့အရာမှာ ကိုယ့်ရဲ့အသက်တာတိဆောက်တဲ့အရာဘယ်လောက်အရေးပါတယ်လဲပြီးတဲ့အခါမှာကျွန်တော်တို့ဘယ်လောက်ထိအလေးထားရမလဲဆိုတဲ့အရာကိုအတိအကျအဖြစ်ကျွန်တော်တို့အရန်ကိုပဲကောင်းချီးဖြစ်တာဖြစ်တယ်။ဒါဝဲအကြောင်းသူ့ရဲ့တကက်အနေဆုံးအခြေအနေမှာသူဘယ်လိုတိဆောက်သွားတယ်လဲသူ့ရဲ့ team တွေသူ့သူ့တိဆောက်ထားတဲ့လူတွေသူ့ဘယ်လိုဆွန့်ပြီးတော့မှဘယ်လိုထားခဲ့တယ်လဲဘယ်လို complete တက်တဲ့ဆွဲချိန်မှာ အာဒေါက်တာတယောက်အနေနဲ့ဘယ်လိုကြော်လွားခဲ့တယ်လဲဆိုတဲ့အပိုင်းကိုအများခွန်ရပါတယ်ကိုရဲ့အသက်တာမှာလည်းနှလုံးသားချေဝင်ပြီးတော့သူ့တဘာကိုပြန်လဲပြီးတော့မှအဲ့ဖျားရဲ့နှလုံးသားကိုပြန်ပြီးတော့စီးထွက်စေနိုင်တာဖြစ်တယ်ကိုရဲ့ဟိုမတက်နိုင်ခြင်းနေနဲ့ဂျုံရလေလေအာ ကျွန်တော်တို့တွေဒီဖျားစီမှာပဲပို့ပြီးချင်ကပ်ဖို့ပဲပေါ့နော်ဖျားစီမှာပဲပို့ပြီးတိုးဝင်ရမယ်ဖျားနဲ့ပဲကျွန်တော်တို့အာအဖြေကိုရှာဖို့ပဲဖြစ်တယ်ကောင်းကြီးတွေအရန်ခံစားရလို့အော်ဘဝရဲ့အတ္တမှာလဲဒီဂျမ်ပိုက်တွေကိုပေါ့နော်ဆရာတွေဟောပြောတဲ့ဟာကိုအာအတိအစသုံးသုံးဖြည့်သုံးတုံးဖြစ်မှုတက်ပါတော့။အော်ဆရာလေးတုံတင်ပေးတော့ကြောက်လဲအထူးပဲကျေးဇူးတင်ပါတယ်။အားလုံးအပြည့်အစုံကြီးပေးပါစေ။ Thank you ပါ။ Bye bye.